ငါဘာမျိုးကိုနေကောင်းသားမှချမ်းသာကြပါပဲ UEFA Champions League Semi Final ဒုတိယအကြိမ် Inter Milan နဲ့ Barcelona ဒီပွဲစဉ်ကို project တောင်းတပေးပါမယ် body ရရတော့ Barcelona လေဘာ90ရှုံးကုန်းကြီး340ရှုံးကျွန်တော်ကျွန်တော်ပေးထားတာတွေ့ရပါတယ်ဒီအသင်းရဲ့ပထမအကြိမ်33ဆိုပဲရလာမယ်ကျွန်တော်ပွဲပြီးထားတယ်ပေါ့နော်လက်ရှိကျွန်တော် Inter Milan နော်အင်ကွင်းမှာဆော့ခဲ့တဲ့ Champions League ပွဲစဉ်တွေကိုကြည့်မှတ်ပြင် Inter Milan 4 Zapata Z, Inter Milan 1 Athena Z, Inter Milan 1 Leipzig Z, Inter Milan 3 Monaco Z. ဒီ၄ဘောလုံးကိုရှင်းရခါတာပေါ့နော်16ဂိမ်းရှုံးသွားမှာဆိုရင်ကျွန်တော်ခရယာနုနဲ့တွေ့တယ်2-1နဲ့နိုင်တယ်ပေါ့နော် Quarter Final မှာ Bayern ကိုအင်္ဂွတ်မှာတူတူဆော့ထားတာလည်းတွေ့ရတယ်ဒီအတင်းကတော့အင်္ဂွတ်မှာဆော့ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီ6ပွဲမှာဆိုလို့ရှိရင်တိုင်ချက်က73ဂိမ်းရထားတယ်ပေကူက3ဂိမ်းနဲ့ရှိရပေါ့နော် ဘာသီလိုနာအသင်းရဲ့အဝေးဝင်ကားရဖောင်ကြီးမှာတွင်မိုနာကို2-1နဲ့ရှုံးတဲ့ဆာဗာတာကို2-5နဲ့နိုင်တဲ့ဒေါ်မွန်ကို2-3နဲ့နိုင်တဲ့ဗမ်ဘီကို4-5နဲ့နိုင်တယ်ပေါ့နော်။ဒါဆက်ချကင်ရှုံးတဲ့မှာပြန်ဗမ်ဘီကနဲ့ထပ်တစ်ကြိမ်ပြန်တွေ့တယ်ပေါ့နော်။ဗမ်ဘီက1-3နဲ့နိုင်တဲ့ဒါကွာတာဖိုင်နယ်ပွဲစဉ်မှာတော့ဒေါ်မွန်ကို3-1နဲ့ရှုံးတယ်။အခုကျွန်တော်ပြောခဲ့တာကတော့ဘာသီလိုနာရဲ့အဝေးဝင်ဆော့ခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ အခုဒီမှာချိမှာဆိုရင်ဘာစီလိုနာကလင်းရှင်းနာနဲ့ပွဲဆိုဒီဗန်ဗီကနာတပွဲပဲရှိတယ်ပေါ့နော်ကျွန်တော်ပွဲထင်တာကိုလုံးသူဘိုးတွေပေးထားတာလည်းတွေ့ရတယ်ပေါ့နော်ဆိုဘာစီလိုနာတော့ဒီအတိုင်းမှာတိုင်းစစ်ကောင်းတဲ့အပြင်ပေါ့နော်တိုင်းစစ်ကောင်းတဲ့ဒါမှဆန်စစ်ကတော့နည်းနည်းလိုအပ်ချက်ရှိရပေါ့နော်အတက်ကင်ဆိုရဆိုရင်ဒေချာဘောက်ဘူးကတော့ပေးရမှာပေါ့နော်အင်တာမီလန်ကျတော့ကျွန်တော်ဆန်စစ်ကိုဦးစားပေးတဲ့အသင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာဘာစီလိုနာဘောလုံးကင်ပဲပေါ့နော် ပြီးလို့ရှိရင်အင်တာမီလန်ကောင်လာအတက်နှစ်ချမယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်တရင်ရထားတာတော့ကျွန်တော်ဒါလိုတာရိုမာတီနက်စ်မှာပါနိုင်မှုလို့တရင်ထဲမှာပေါ်ပြထားတယ်ဗောနော်မာတီနက်စ်နဲ့ပြေးကြမှုပေါ့ဗျာအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်အနာတိုဂစ်တူဘာနဲ့ပွဲထန်ထွက်လာမှာဗောနော်ဆိုတော့ဒီမှာအင်တာမီလန်ဗောနော်ဒါပွဲစဉ်တွေမှာဆော့ခဲ့တာကြည့်မယ်ဆိုရင်အင်တာမီလန်တကယ်အသင်းကြီးဖြစ်တဲ့ဘိုင်ယန်ကိုတည်ဆောက်နိုင်တယ် အာဆင်နယ်ဝမ်းစီစွန့်နိုင်လေဘောနော်ဒီဘာစီလိုနာနဲ့လေဗာတန်ကရှိတဲ့အတင်းဆိုရင်ဘာညာအဆင်နဲ့မန်စီတီရှိတယ်ဘောနော်ဒီအတင်းကြီးတုံးနဲ့သူရှော့ရယ်တော့မရှုံထားဘူးဟောစီရီခက်မှာကြည့်မယ်ဆိုရင်ဘိုလောညာကိုဝမ်းစီနဲ့ရှုံတယ်မီလန်ကိုဇီတရီနဲ့ရှုံတယ်ဘူးမားကိုဝမ်းစီနဲ့ရှုံတယ်ဗီရိုနာကိုဝမ်းစီနဲ့နိုင်တယ်အဲ့ဒီလေးဘွဲလုံးကသူတို့လေးဘွဲလုံးချိန်ရှုံထားတာလည်းတွေ့ရတယ်ဘောနော်ဒါကကျွန်တော်အင်တာမီလန်အတင်းရဲ့လက်ရှိကာရာဖောင်မှာဖြစ်ပါတယ် အဲအီတလီစီးရီကိုကျွန်တော်ဖဲ့ပြီးပြောရဲဆိုတာလက်ရှိကာလဖောင်ချိန်လို့ရအောင်လို့ပါနော်။ဒါဆိုကျွန်တော်အင်တာမီလန်ဖတ်ပါတယ်တကယ်အဓိကတာချန်ပီယံလိမ့်မှာဆိုရင်အဓိကလိုတာရောမာတီနက်စ်က၈ခုထည့်ထားတယ်။မာကော့စ်တူရာမာ၄ခုထည့်ထားတာပါနော်။ချာနိုလူပေါ့နော်ဒီကစားသမားက၃ထည့်ထားတာကွင်းလန်ကစားသမားပေါ့နော်အများဆုံးခံပြီးပြတာကတော့ဖာရီမီရဲ့ဘရဲလာရဲ့ချာနိုလူရဲ့ဒီကစားသမားတွေကအများဆုံးဘူးခံပြီးပြထားတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော် ဒီကစားသမားတွေကျွန်တော် line နဲ့ထွက်တဲ့ချိန်မှာချက်ကြည့်ရအောင်နော်အင်တာမီလာမှာဆိုရင်ကျွန်တော်ဘူးသမားအစားတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်တောင်ပိုင်းမှာ dam freeze ပေါ့နော် dam freeze ကတော်တော်လေးကောင်းတယ်ပေါ့နော်ဒီကစားသမားတော်တော်လေးအောင်းအောင်ပေါ့နော်ပြီးရင်တောင်ပိုင်းမှာအစားပြီးတိုက်စစ်မှာဆိုမှ push program ရှိမယ်အများကြီးပဲပေါ့ဗျာအသက်နည်းနည်းအသက်ရွယ်ပိုင်းမှာဆိုရင်တော့အထွေကြုံပိုင်းနဲ့အသက်ရွယ်ပိုင်းမှာဆိုရင်အင်တာမီလာအသင်းကပုံပြီးတာတော့ကျွန်တော်ထင်တယ်ပေါ့နော် ရန်ရပထမအချောတော်ကကျွန်တော်ဘာစီလိုနာယူခဲ့တယ်အိမ်ကွင်းမှာဆိုရင်လည်းကျွန်တော်ပြောရုံချိလိုက်တာပေါ့ဗျာဘာစီလိုနာတန်ကောင်းရှုံးတော့မလို့အရှိကျွန်တော်ကဘာစီလိုနာရဲ့အဝေးကွင်းမှာဆိုလို့ရှိရင်သူတို့ရထားတဲ့တိုက်စစ်က6ကိုရထားမှာပေးကူဆက်တော်မှုရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဘာစီလိုနာလက်ရှိဖျော့ထားတဲ့ကျွန်တော်ကမလီကာပွဲစဉ်ကိုကြည့်ကြည့်လိုက်ပေါ့နော်သူလုံးဝချိန်မအောင်ထားပါဘူးဒီမှာချိန်မဆိုရင်ဘလာဒိုလေးကို2-1နိုင်တယ် ဒီမှာချန်ပီယံလိမှာဆိုလဲအင်တာကို3-3ဆော့တယ်။အဲရီယယ်မက်တစ်ကိုလည်းခြေရှုံးတယ်။မာယော့ကာကိုခြေရှုံးတယ်။ဆယ်တာဘီကိုခြေရှုံးတယ်။ဒေါမန်ကိုခြေရှုံးတယ်။လီဂန်နက်ကိုခြေရှုံးတယ်ပေါ့နော်။ခုနကပွဲဆက်ရှိပြီဗျဘာဖြစ်လို့လဲခြေမအောင်လား။ခုနကပွဲဆက်ရှိပြီပေါ့နော်။ဒီကပြောချင်တာတော့ဒါလိုင်းနဲ့ထွက်လာတဲ့ချိန်မှာကျွန်တော်တစ်ချက်ကြည့်စေချင်တယ်ပေါ့နော်။ကျွန်တော်ကြားတဲ့ဒီပွဲစီမှာ juice con လေးလည်းမပါဘူးပေါ့နော်။ပြီးရင် baldi ပေါ့နော် baldi ဒီ baldi ဆွဲကစားမှလည်းမပါအောင်နော်။ ဒီဘာနဲ့ကာနော်ဒီကာဆာဒိုဒီကစားသမားတွေမပါဘူးဆိုတော့တကယ်နေမှာပေါ်ပြနေတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဘာလို့တကယ်လို့ကျွန်တော်ညီကိုလေး line up ကိုအဓိကစစ်ဆေးကြည့်ပါတော့ဘာဖြစ်လို့မှားမှာဆိုရင်အဓိက main ကကျွန်တော်ကြည့်တယ်မှာဆိုရင်သူတို့ရဲ့ top shot ပေါ်တာကိုကြည့်မယ်ပေါ့နော်ချန်ပီယံနေမှာဆိုရင်အဓိကလေသာသမားရာပညာပဲဗျာရာပညာဆက်လုံးရှိမယ်လီဗန်ဒော့စကီဆက်လုံးရှိမယ်ယာမန်က၅လုံးရှိမယ်ပေါ့နော်ဘူဖန်နီမှုပိုင်းမှာဆိုလည်းရာပညာ၈ချိန်ယာမန်၃ချိန်ပေါ့နော်ဂျစ်ကွန်ဒီ၃ချိန်ပေါ့နော် ဒီလိုဖန်တီးပေးထားရလဲတွေ့ရတာပေါ့ဗျာအဲဒီမှာအင်တာမီလာမှာတော့ကျွန်တော်ထင်တယ်ပွဲထမ်းတဲ့ကစားသမားတွေကဆွာမားရှိမယ်ဗျာပင်ဘက်စတက်ရှိမယ်အဖာဘီရှိမယ်ပါစတိုနီရှိမယ်ဒမ်ဖီရှိမယ်ဘရယ်လာပေါ့နော်ချာနိုလူပေါ့ဗျာပင်ဒီကီတာရီယန်နဲ့ထွန်ထွန်နေတယ်ပေါ့နော်ဒီမာကိုခင်မအနာတိုဘီနဲ့တူရမ်တို့ဖြစ်ပုံများတယ်တူရမ်နဲ့အနာတိုဘီတွေဖြစ်ပုံများတယ်ပေါ့နော်ဒါကျွန်တော်ဒီဘက်မှာဆွဲနော်ရှာစနီရဲ့ဂါစီယာရဲ့အာရာဟိုရဲ့ပင် ကူပါစီပေါ့နော်မာတီနက်ရှိမယ်ဝင်းလမ်းမှာဖဲနော်ဖရန်ကီဒီကြောင့်ရှိမယ်ပက်ဒရီရှိမယ်ယာမဲရှိမယ်ပေါ့နော်တိုက်ဆက်ပိုင်းမှာကြောက်ဖဲမယ်ယာမဲရဲ့ပိုလ်မိုရဲ့ရာဖီညာရဲ့ဖရန်တော်ရက်စ်ဒီစားသမားထွက်လာတယ်မာဆီလိုနာနောက်တန်းအားနည်းနေတယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒီလိုရှင်ဒီ head to head ကိုကြည့်မှဆိုရင် Inter Milan ဘက်မှာနောက်ဆုံးသူတို့ short ခဲ့တယ်ပေါ့နော်ဒါ2009ခုနှစ်ကဈေးဈေးကျထားတယ်2010မှာလည်း Inter Milan 31နဲ့နိုင်တယ်ပေါ့နော်2018မှာ11ကျတယ် 2019မှာတော့ဘာစီလိုနာ1-2နဲ့နိုင်တယ်ဗောနော်2022ရောက်တဲ့အချိန်မှာအင်တာမီလာ1-2နဲ့နိုင်ထားတယ်ဗောနော်ဒီတွဲကြတဲ့ဒီ head to head ဗောနော်ကျွန်တော်က50ကိုချိလိုက်မယ်ဆိုရင်ဒါအင်တာမီလာပွဲမှာဆော့ခဲ့တဲ့50ဗောနော်ဘာစီလိုနာတော်တော်လေးခက်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 ဆော့ရတာတွေ့ရတယ်တော်တော်လေးခက်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 ဆော့ရတာတွေ့ရတယ်ဗောနော်မလွယ်ဘူးလို့ထင်တယ်ဒါမှကျွန်တော်ထင်တယ်ဒီ ဒီတဘာပေါ်မှာရှိတဲ့ဒီဘောနော်ဒါ website တွေဒါတကယ်နာမည်ကြီးပေါ့နော်ဒါကဘောလုံးခမန်းသူတွေအားလုံးကတော့ကျွန်တော်ထင်တယ်ဘာဖီလိုနာပဲနေကြမှာလို့ထင်တယ်ဗောနော် next to us ကိုကြည့်မယ်ဆိုရင် inter milan အနိုင်ကို၃ဆတော့သူကပြေးထားတယ်ဗျာတရီကို၄ဆပြေးထားတယ်ပြီးဘာဖီလိုနာအနိုင်ကမဆကွဲတော့ပြေးထားတော့ so ဒီပွဲစမှာကျွန်တော်ကဗောနော် inter milan body ပဲခြိုက်တယ်ဗျာ inter milan body နဲ့ကျွန်တော်ဒီပွဲစမှာ goal out ပဲခြိုက်တယ် င်တာမီလန်ဘော်ဒီပဲထိုးလို့ကျွန်တော်အကြံပေးချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပေချာလေးလေ့လာထားတယ်ပေါ့နော်ပေချာလေးကြည့်ထားတယ်ဘာစီလိုနာဂိုးမရနိုင်ဘူးလို့မပြောရနိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ရောင်းကန်ရနိုင်တယ်အင်တာမီလန်ဘော်မှာအင်တာမီလန်ဘိုင်ယန်အာဆင်နယ်မန်စီးတီးဒီလိုအသင်းတွေကိုသူလုံးဝမကြောက်မလန့်သူပြန်ထားတယ်ချန်ပီယံလည်းမှာပေါ့နော်ကျွန်တော်ကမနေ့ကိုယ်တည်းအတော်တည်းမှာတည်ရင်ကြရင်ကြမယ်မကြရင်အင်တာမီလန်နိုင်မယ်လို့ပဲထင်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အင်တာမီလန်ဘော်ဒီနဲ့ ျွန်တော်ကိုကောင်းအောက်ကိုခြိုက်ပါတယ်ဒီကိုအဆင်ပြေမှုနော်အဆင်ပြေကြပါလိမ့်ဗျာဒီနေ့တော့ဘွဲပဲရှိရတော့အားလုံးအဆင်ပြေကြပါလိမ့်ဒီကောင်းကြမှာဆန်းနာကြပါလိမ့်ဗျာ like subscribe comment လေးလည်းပေးကြပါဦးကျေးဇူးတင်ပါတယ်